မွေးထားတဲ့တိမိတွေကိုရုပ်ရှင်မင်းသားတွေဖြစ်နေကဘာကြောင့်ဖန်တီးပေးနေတဲ့ပိုင်တကောလူနေလုံးထင်းစရာတကောမှမရှိဘဲမသိရင်တိရစ္ဆာန်ဥယျာဉ်ကြီးလုံးထင်းရမအောင်ထီကိုအိမ်ထဲမှာအကောင်မလောင်မျိုးစုံကိုမွေးထားသူကတော့မင်းသားပိုင်တကောပဲဖြစ်ပါတယ်မင်းသားပိုင်တကောကတိရစ္ဆာန်လေးတွေကိုအရန်ကိုချစ်တတ်သူဖြစ်ပြီးသူရဲ့မိသားစုအရင်းချိုင်လိုမျိုးဂရုစိုက်ပြီးတော့ပြည့်စုံဆောင်ရှောက်ပေးနေတဲ့သူလည်းဖြစ်ပါတယ်သူ့ဘဝမှာချင်းရတဲ့ဇနီးတယ်လေးမရှိခင်တော့ကအဲ့ဒီကောင်လေးတွေကိုပဲပျော်ရွှင်အောင်နေထိုင်နေကြရတာပါ အိမ်မှာသူတို့ဆက်ဆံအကောင်ဘလောင်မျိုးစုံကလည်းရှိတယ်လို့တရိษံဥယျာဉ်မှာမရှိတဲ့အကောင်တွေကတော့မှဝင်းမြူထားခဲ့ပါသေးတယ်။အခါတော့သူ့ရဲ့တာသမီလေးတွေလို့ချင်ရတဲ့တရိษံလေးတွေကိုသူ့လိုမျိုးပဲကမ္ဘာကျော်ရုပ်ရှင်မင်းသားတလန့်ဖြစ်အောင်ဖန်တီးပေးနေခဲ့ပါပြီ။ပထမဆုံးအနေနဲ့ကိုကိုစိတ်ကလေးကိုလည်းမော်ရယ်တရားဖြစ်နေနှပ်ပအောင်ပြင်ဆင်ပေးပြီးတော့သူနဲ့သူဖိုတိုရှူတင်နေရိုက်ကူးနေရပါ။ပိုင်နဂေါနာနီးရဲ့ပိုင်နဂေါဆိုတော့ပါပဲစိတ်ကလေးကလည်းတကယ်ကိုမှဟန်ပန်မူရပြင်းနေရှိုးရီထုတ်ပြနေတာကိုတွေ့ရတာပါ။ ိုင်ကွန်ရဲ့မြစ်တာတရားတွေကိုစောင့်ရှောက်ပြီးဆုံးမတော်တင်ထောင်းဝင်ကြောင်းရိုင်းဆိုင်တာမျိုးလည်းမရှိပဲအင်မတန်ကုန်မလေးမရေးချရှိစွာနဲ့နေထိုင်တာကိုတွေ့ရပါတယ်။ဒါကြောင့်ဒရိုက်တာတွေနဲ့ထုတ်လုပ်သူတွေကလည်းပိုင်ကွန်ဝင်ပြထားတဲ့ဒရိုက်ဆန်လေးတွေကိုမျက်စိကျနေကြပြီးနောက်ထပ်ရှူတင်တွေမှာထပ်ပြီးတော့ခွန်ယူရိုက်ကုန်းဝင်လို့လည်းပြောနေကြပါတယ်။ပိုင်ကောင်ကဒရိစံလေးနဲ့အချိုးပေးလို့ဖြစ်တာကြောင့်ကံကောင်းရရှင်ဇက်ကားကြီးမှလည်းခွေးလေးတစ်ကောင်နဲ့နိုင်ငံကအထင်းကိုထိုးဖောက်ပြီးတော့အောင်မြင်ခဲ့ပါတယ်။ခွန်လေးသူရဲ့နောက်ထပ်မွေးမြူထားတဲ့ရှင်သမ ्या ဒရိစံလေးအကုန်လုံးကို ကမ္ဘာကျောင်းမင်းသားမင်းမီးတွေဖြစ်အောင်လှုပ်ဆောင်ပေးနေတဲ့ပိုင်နဂုတ်ပေါ်မှာပြည်သူကြီးတို့အားရောဘယ်လိုမျိုးထင်ကြပါလဲရှင်